နောက်တစ်ချက်တွေနဲ့ကျတော့လဲဆိုညားဆိုလို့ရှိရင်ဒီဒီကောင်ဆက်ဆက်တက်ကလင်းနေပြည်သာမတ်ပုံတင်သွားရရှိတယ်။နောက်လေးဆိုရင်ကလာကျဲပြီ။တခါကျရှိရင်အချိန်တော်မဆိုင်ဘူးဗျာ။နောက်ခါကျရင်ကျဲလာတာ။တခါကျရင်ကင်းထောက်လေရင်လည်းကပ်ပါလာတာ။ဟိုကနေကြည့်ပြီးတော့ဆက်ကတို့ရေဒီယိုကနေတော့ဘယ်ရောဘယ်ဟိုဒီ UD ဘလောက်ဘလောက်ဆိုပေါ်ပြပေးလိုက်တယ်။အဲ့ဒါကိုဘာလို့ကမလဲဆိုတော့ဒီညားဆိုရင်မီးတွေပေါ့ဗျာ။ဒီအမီးရတာဒီကြောင်ရံဒီကြောင်ဥမာကျတော့အရန်ရုပ်ကြည့်ရဒီမီးရှိတဲ့နေရာကိုဟိုမတ်ပုံတင်သွားပြီးတော့ကျဲသွားလိုက်ရတယ်။ အဲ့ဒါမီးရေကိုတိတိကျကျစနေကြသုံးဆွဲပြီးဖြစ်နိုင်မှာသုံးနေပေါ့နော်ဒါတိတိကျ view site ကမှနေသားကြီးဒါကျွန်တော်နေနဲ့တတိပေးခြင်းဒါတွေကို view site ကိုတတိပေးခြင်းနေပေါ့နော်ကျမ်းပတ်စစ်ကောင်းဆောင်မေယောလန်ကဆိုလို့ရှိရင်မြန်မာနိုင်ငံမှာငလင်းလှုပ်ပြီးကာလာနဲ့တကြံမတိုင် ခင်ကာလာမှာဆိုလို့ရှိရင်အပြစ်ခတ်ရဆက်ရဆိုပြီးတော့ကျင်ညာခဲ့တာရှိတယ်။ဒါမှမဟုတ်တစ်ဖက်ကအပြစ်မဲ့ပြည်သူတွေကိုလေကြောင်းကနေဘိုးကျတိုက်ခိုက်တရားကတော့ဇာဆက်ပြီးတော့လုံနေတော့မယ် အလားတူပဲယခုတဖန်လဲထပ်ပြီးတော့ဧပြီလ30ရက်နေ့ထိအပြစ်ခက်ရဆဲဆိုပြီးကြေညာခဲ့တာရှိတယ်။ဒီလိုမျိုးတစ်ဖက်မှာဘလို့ပဲအပြစ်ခက်ရဆဲဆိုပြီးကြေညာလဲဆိုပေမဲ့အဖက်ကတော့ဒါအပြစ်မဲ့ပြည်သူတွေနဲ့ဘာသာရေးအဆောက်အုံတွေအရသာပြည်သူတွေရှိတဲ့နေရာတွေကိုဒေချောင်ကနေဘုံကြတိုက်ခိုက်မှုတွေကတော့ဆက်လက်လှုပ်ဆောင်နေရပဲဖြစ်ပါတယ်။ဒါနဲ့ပတ်သက်ပြီးတော့ဒီနေ့မှာဘာကြောင့်စစ်တပ်ကလေချောင်တိုက်ခိုက်မှုတွေပို့ပြီးတော့လှုပ်လာတယ်လဲ။ဒါနဲ့ပတ်သက်ပြီးတော့ဒါတုံးသက်ဆွေးနွေးကြမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါကိုကြီးကမင်္ဂလာပါ။မင်္ဂလာပါကိုကြီး။ ဒီစစ်တပ်ကပေါ့နော်ဒီအကြမ်းဖက်မင်းအောင်လှိုင်ကဘလောက်တောင်လိန်လဲဆိုလို့ရှိရင်ပေါ့နော်တရားမတိုင်ခင်ကာလမှာအပြစ်ခတ်ရက်ဆဲတယ်ဆိုပြီးချိန်ညာခဲ့တယ်ဒါပေမဲ့အဲ့လိုချိန်ညာရဲ့ရက်မှာပဲဒါနောက်ဟိုလေချောင်းကတိုက်ခိုက်တာကြာကျွန်တော်တို့ကြားသိခဲ့ရတယ်အခုလည်းအလားတူပဲဒါအေဘိဒ30ရက်နေ့ချီသူအပြစ်ခတ်ရက်ဆဲရဲ့ဆိုပြီးတော့တဖန်ထုတ်ပြန်ပြီနော်အဲ့နဲ့ပတ်သက်ပြီးတော့လေဒေချောင်းတက်ခတ်မှုကဆက်ပြီးတော့ရှိနေရုံပဲအဲ့နဲ့ပတ်သက်ပြီးတော့ကိုကြီးအမြင်လေးသုံးသပ်ပေးပါဦး အအဓိကလေချောင်းကျွန်တော်မြင်တာပေါ့နော်ကျွန်တော်အမြင်ကတော့ဒီလေချောင်းသူ SP ခက်ရက်ဆဲတယ်ဆိုတာမဟုတ်ဘူးလူချောင်းကောင်လောက်လိုက်တာလူချောင်းကောင်လောက်လိုက်သူ့စိုးစိတ်ထဲမှာသူကဘာတွေးထားလဲဆိုဟာဆာရွက်ပေါ်ဟာဆာရွက်ပေါ်မှာပဲရှိတယ်ဒီပြင်မှာငါတို့လှုပ်ချင်တာလှုပ်မယ်ဘယ်ကောင်းမှလည်းငါတို့လာကြည့်တာမဟုတ်ဘူးဆိုတဲ့ပုံစံမျိုးသဘောမျိုးနဲ့အဲဒီလူချောင်းကောင်အောင်ဘာလို့သူလက်ရှိသူကဥမာဒီအဲ့လိုမျိုးလှုပ်မှာပဲသူ့ကိုဟိုစီးဝေးမှာပြန်ဖိတ်ဒီမှာလူရပြန်သွင်းအဲ့လိုလေလူရပြန်ဝင်မှာကိုသူသိတယ်တိတဲ့အတွက်ကိုသူကအမ်ဒါမျိုးလေး for sure ပြထုတ်ပြလိုက်တာ ဒါပေမဲ့ဒါအခုလည်းစစ်တပ်ထဲမှာနေခဲ့ဘူးလားအကြာကြီးပြကျွန်တော်လည်းသိရင်ဟိုဘတော်ကမှလိုက်နေဟိုဘလို့ကမှကျင်းဝက်ကျွန်တော်တို့အဓိကတော့ကျင်းဝက်ဆိုလည်းမရှိဘူးစီကန်းဆိုလည်းမရှိဘူးဗျမ်းမတာပဲကိုလုံးချင်တာလောက်တာကိုတို့ငါတော်ကောကောပြီးလောက်တာအဲ့လိုလုံးလုံးလည်းဒီချင်းလေးဒီဆိုင်တာလေအားကြောင့်လေကြောင်တိုက်ခိုက်မှုကတော့အဲ့ပြောပူဆိုးတာတော့ခုနဒါအကိုလည်းဒီပူဆိုးတာကိုအဲ့ဒီတကြံတကြံတွင်းထဲမှာတိုက်ခိုက်သွားတဲ့ဟာကြီးတော့တော်တော်ကိုရုပ်ပေါက်တယ်ကြာဟုတ်တယ်အဲ့တော့ ဒီ PDF ပဲဖြစ်ဖြစ်စစ်တပ်ကပဲဘသူပဲဖြစ်စစ်တပ်လည်းအဲ့ချိန်မှာလုံနေတာပဲအဲ့မှာသူတို့လုံကြတယ်ရွတ်ကြဖတ်ကြရတယ်မှာအဲ့လိုပဲ PDF ဘက်ကလည်းအကုန်လုံးကဖျားသွားចောင်းတက်မယ်အဲ့လိုမျိုးလုံအဲ့ချိန်မှာလုံကြတယ်ဗျာဒါဟုတ်တိတိကြီးနဲ့ဖုံးရောင်းဥဒေဒီပုံရဲသွားတာဗျာဒါနောက်ပြီးတော့စာရွက်ပေါ်မှာဆိုရဲဟာကိုပြန်သွားတတိယလို့ပေါ့နော်စစ်တပ်မှာစာရွက်ကကိစ္စကြီးအများကြီးပဲဟုတ်တယ်ဘယ်လိုဆိုဘယ်လောက်ထိလိန်လိန်လည်းညာရဲဆိုတာကျွန်တော်တို့အသိဆုံးစစ်တပ်မှာဆိုရင်အခုမှ PG ချိန်ရှိရဗျာသူစစ်တပ်ကတကယ်တော့စနစ်တကျ စီမီစီကလည်းရှိတယ်ပီတီပြေးတယ်ဘာလို့မှတက်မှာဆိုပီတီပါဘာလို့မှမပြေးဘူးနောက်ပြီးလေ့ကျင့်ဘာလို့မှမလေ့ကျင့်ဘူးအကုန်လုံးကစားပုံမှာပဲစင်းစရာဖြည့်သွားတာပဲဒီလိုပဲအချို့ခါကြီးဒီဆက်စင်ကြီးပဲဆိုတော့အရင်ထဲကပဲဟိုဆက်စင်ကြီးနဲ့ပတ်သက်ပြီးတော့စားပုံမှာပဲစားပုံမှာပဲဆက်စင်ကြီးလောက်သွားတာဗျာဒီတရေကဒီတရေကအခုထိပါလာတာပါလာတာဟုတ်တယ်စားပုံမှာတကူကဟိုတမျိုးတကယ်လက်တွေမှာကြောလှုပ်ချန်လှုပ်ရဆိုတာတမျိုးဒါဟုတ်ဒါကျွန်တော်တို့သွားမြင်ရရပေါ့နော်နောက်ပြီးတော့ဒီငလင်နဲ့ဆက်ဆက်ပြီးတော့နိုင်ငံတကာနေပြီးတော့ လူတိုင်းရဲ့စာနာမှုအကူအညီဆိုပြီးပေးကြရရှိတယ်အခုဘာဖြစ်လဲဆိုတော့အဲ့ဒီအကူအညီပေးတဲ့ဒီအသုံးဆောင်ပစ္စည်းတွေအကုန်လုံးကစစ်မြေပြင်မှာဒီခေါင်းလေးတုံးပြူနေအောင်သွားပြီးတော့မြင်ရရပေါ့နော်ဒီနေ့တို့ဆိုရင်ဒါတရင်တစ်ခုတွေ့ရဒီပစ္စည်းတွေကိုတို့တို့တို့မှာတုံးနေရဒါကြောင့်ဒါနိုင်ငံတကာပြည်သူတွေအတွက်ဟိုလူသားတွေအတွက်ဟိုမခွဲခြားဘဲနဲ့ဒါကုညီရဲ့ပစ္စည်းကိုဒါတို့ကစစ်စစ်ရေးမှာအလွယ်တကူတုံးပြူနေလို့တော့တွားပြီးတော့တုံးတက်လို့ရရပါတော့။အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုကြီးကဘယ်လိုမြင်လဲမသိဘူး။အဲ့ဒါလေဟိုဒီကိုတော်တော့က အဲခုနရှင်းမှာကျွန်တော်တို့လည်းပြောခဲ့တယ်ခုနဟိုစာရထုတ်တဲ့ထုတ်ပြန်ချက်လုပ်တဲ့ကိစ္စဆိုထုတ်ပြန်ချက်ကိစ္စဆိုပြတကယ်တော့ तू ကခုနရှင်းမှာပြောတယ်စာရဘောဟာ तू မလေးစားဘူးနောက်တစ်ခုကအဲကျွန်တော်တို့ဒီငလင်ထုတ်ပြီးခါစားမှာအေဂျာစီယာသတင်းဌာနစပြီးတော့ဒီဖွားလိုက်တဲ့အချိန်မှာတနေ့တကဘာလုံးကဒီစစ်တပ်ကဒီပြည်သူတွေတလောက်တုတ်ခရောက်တဲ့အချိန်မှာတောင်မှလေကြောင်းတက်ခိုင်းလုတ်ပါလေဆိုတော့တကဘာလုံးဒီအရင်တော့ကလည်းမသိဘူးသိတယ်ဒါပေမဲ့ငလင်ထုတ်ပြီးမှာပါတော့ငလင်ကိုစိတ်ဝင်စားလာဖြစ်တဲ့အတွက်ကပ္ပပြည်သူတွေကပါအကုန်လုံးကကြည်နေတာ ကြည့်နေတဲ့အချိန်မှာမှဒီလေကြောင်းတိုက်ခိုက်မှုသတင်းတွေပါတက်လာတဲ့အတွက်တူတွဲပြီးတော့တို့ဘလောက်ရုံမာရဲဆိုတာကထုံးနှက်ချက်ကတအားပြင်းထန်တယ်ဗျ။အဲ့ပြင်းထန်မှုကြောင့်သာတို့ကမထုတ်ချင်ပဲနဲ့ခုန for shot ထုတ်လိုက်တယ်။ထုတ်ပြီးခုနငလင်ကိစ္စလည်းဒီတိုင်းပဲငလင်ကူကြီးကဟိုနားခဲ့တုံကလည်းဒီတိုင်းပဲနားခဲ့တုံကကျွန်တော်တို့ကဆက်ထက်တယ်ကျွန်တော်မရောက်ခဲ့သေးဘူး။ဒါပေမဲ့နားခဲ့တုံကလည်းလင်းအင်မာဗျာစင်းနိုင်မှာတနည်းနည်းငလင်မှာအခုလာပေးတယ်ဆိုတော့ဟိုကူညီတယ်ဆိုတော့ပမာဏနဲ့နားခဲ့တုံကပေးခဲ့တဲ့ပမာဏနဲ့ဘာမှမဆိုင်ဘူး။ကျွန်တော်တို့ဆိုဘလောက်တိဆိုတော့အဲ့ ဒီတိမ်ရင်းဆေးမှာကျွန်တော်တို့ငငယ်ရကျွန်တော်တို့ဒီအိမ်ဒီမှာတုံးရင်လို့ဆိုပြီးပြန်သွားဝယ်လို့အယုံနေဆက်တစ်စိတ်တယ်အများကြီးတွေ့တယ်။အပြန်အစကလေးတော်မသိတော့အဖေ့ကိုပေးတော့ဘယ်အောင်မထားရကိုဒီရှားပွေးကဲဒီကဲဆေးရေးတွေပေးတဲ့ဟာတွေကကျွန်တော်တို့ဝန်ထမ်းညာရဲ့အကျင့်ပြတ်ခြားစားမှုတွေအဲလုံးကအုပ်ချုပ်တဲ့စစ်တပ်ကအကျင့်ပြတ်ခြားစားမှုတွေကြောင့် ကယ်သေးလို့ရှိရင်မရောက်ဖ ೇನೆ အပြင်ဈေးကောက်ရောက်ကုန်အပြင်ဈေးကောက်ရောက်တာအဲ့မှာကျွန်တော်နေခဲ့တဲ့ဒီအဲဒီမှာဒီကျွန်တော်ကဘေးကလေးတော့ပြောလို့ရသည်မင်္ဂတော်ကဟိုအုပ်စုမှုတယောက်ဆိုတာပြုတ်တယ်တော့ကျွန်တော်သိရတယ်အဲ့ case ဖြစ်နေတော့ကျွန်တော်ကကြုံလာမှုတော့အတိအကျကြမသိဒါပေမဲ့ကျွန်တော်ရောက်အဲ့ဒါလေးပြီပြီကျွန်တော်တထဲဝင်မှကျွန်တော်သိရတာဒီဟာရင်းနဲ့ပတ်သက်ပြီးပြုတ်တယ်ဘာညာကြားတယ်ပေါ့ဒါပေမဲ့တကယ်တမ်းကတော့ကျွန်တော်ကိုယ်တိုင်ကျွန်တော်တို့စစ်တပ်ထဲမှာနေတဲ့ကျွန်တော်တို့အကုန်လုံးကပေါင်းဆရာပဲဗျတခါကျရင်လူတယောက်ကိုကျွန်တော်တို့အပြစ်သားတင်နေတာဒါပေမဲ့အကုန်လုံးကဒီရရတဲ့အကျုံချက်ကိုအကုန်လုံးကသူ့နဲ့သူခွဲဝေပြီးတော့ယူပြီးတော့လုပ်ပြတာအဲ့မှာအဲ့လိုလုပ်ပြတာအခုလည်းအဲ့လိုပဲငလီကိစ္စရတယ်အဲ့တော့ကျွန်တော်တို့ ့အမြင်ကတော့မထူးဆန်းဘူးလို့ထင်တယ်။ဒါမျိုးလုပ်မယ်ဆိုတော့ကျွန်တော်တို့ကကြိုးပြောပြီးသားအစိုးရအဲကြောင့်မလို့ဒီငလင်းလေးအဲကြောင့်တချို့ဥမာအနောက်နိုင်ငံတွေဆိုလို့ရှိရင်မကူအခုမြင်နေမှာလုံးဝမလားမကူမကူဆိုတော့ကူတော့ကူတယ်ဗျာ for sure ပဲကူတယ်။အဲ့ဒီချိန်မှသာအရက်သားအစိုးရဒီလက်ရှိအရက်သားအစိုးရသာဆိုလို့ရှိရင်ထိသက်ပိုကူမှာ အဲ့ပေါ့ဒီကနိုင်ငံတကာရဲ့ကူညီမှုကမြောက်လိုက်စစ်တပ်ကပြည်သူတွေကိုတိုက်ခိုက်ဖို့အတွက်အားဖြည့်ပေးသလိုအားလို့ဖြစ်တာနောက်တော့ဒီဟိုမှာတုန်းကလည်းအကိုပါလေကျွန်တော်တို့ဒီပြီးခဲ့မိုးခါမုန်တိုင်းလာအဲ့မှာတုန်းကလည်းရခိုင်ကိုပို့တာဗျာပို့ဆိုးပတ်ဆက်ပို့တာလေရင်နဲ့တနေ့ကအခောက်ပေါင်းများစွာပို့တာအဲ့တုန်းကမိုးခါမုန်တိုင်းမှာကဲဆေးပို့တာရက်ဆက်ပို့တာဒါပေမဲ့ရခိုင်ပြည်သူတွေကြီးကအတန်ပြန်လာထောင်လိုက်ကြတော့ ဘာမှရောက်မလာဘူးရောက်လာတယ် for sure ပါလေကြက်ဥ၄၅လုံးလုံးစံလေးဘာညာ for sure လောက်ရောက်တယ်ဘေးဟုတ်လဲဒါစာရွက်ကစက်တက်တွေကသူ့ရဲ့ဒုက္ခတွေတွေပဲပေးတာဗျာအခုတော့စက်တက်တွေကလည်းစက်တက်တွေလောက်ကကိုလည်းအဲ့လိုပဲလေစက်တက်တွေမှာဒါဒုက္ခတွေအကုန်လုံးဖြစ်နေဘာလို့လဲဆိုတော့ကျွန်တော်စုံစမ်းမိတဲ့လောက်ဆိုရင်တို့လည်းလမ်းမေးမှာအိတ်နေရဟုတ်တယ်စက်တက်တွေကအဆောက်အဦတွေပြုတ်တယ်ဗျာဘာပြောလဲဆိုတော့စက်တက်ကစောက်တဲ့အဆောက်အုံမျိုးအချင်းပြတ်ချစားမှုတွေနဲ့တွားပြီးတွေ့ရတာပေါ့ ။နောက်ပြီးတော့ဒါနောက်တစ်ဆက်ထဲမှာပဲလေကြောင်းတိုက်ခိုက်မှုတွေအများလာတယ်။ပြည်သူတွေထိကြိုက်တာလည်းအပြစ်မဲ့ပြည်သူတွေထိကြိုက်တာလည်းများလာတယ်။ဒါနဲ့ပတ်သက်ပြီးကျွန်တော်ကနေပြီးတော့တခုမျှဝေပေးချင်တာရှိတယ်ပေါ့နော်။ဘာလဲဆိုတော့ပြည်သူလေကြောင်းရန်ကာကွယ်စနစ်ပေါ့နော်။လေကြောင်းရန်ကာကွယ်စနစ်ဆိုတော့ကတော့အများကြီးရှိတယ်။ဟိုနိုင်ငံအဆင့်တွေရှိတယ်။နောက်ပြီးတော့ဒီခစ်ပီလက်လက်တွေနဲ့ဒါအဆင့်တွေရှိတယ်။ဒါပြည်သူလေကြောင်းရန်ကာကွယ်စနစ်ကကျတော့ပြည်သူဘာမှမရှိဘူး။ဘာမှမရှိဘူး။ဘာမှမရှိတော့အဓိကကျွန်တော်မျှဝေပေးချင်တာကတော့ဒါရိုးရိုးရှင်းရှင်းပါပဲ။အဓိကနံပါတ်1အချက်အနေနဲ့ဘာလို့ကမလဲဆိုတော့ကျွန်တော်တို့ဒါဘုံခိုခြင်းတွေတူးရမယ်။ ဘုံတန်ခံနိုင်တဲ့ဘုံခိုခြင်းတွေအောက်မှာဟိုသူတို့ဝင်ရောက်ဝင်ရောက်ခိုအောင်နိုင်တဲ့နေရာတွေအားတွေကိုပြင်ဆင်ရမယ်။ဒီအားကိုလည်းဒါတိတိကျကျပြင်ဆင်ထားတာကူတွေ့တွေ့ချိရရပါတော့နော်။နောက်ပြီးတော့သတိပေးတာပေါ့နော်။အားလေးဝင်နေချိုး channel ဆိုရင်သတိပေးတာရှိရဲ။အဲ့သတိပေးတာကမှ data ခံလေချောင်းရဲ့တက်ဖွဲ့ရှိရဲ။အဲ့တက်ဖွဲ့တွေကနေပြီးတော့ပြည်သူလေချောင်းရဲ့တက်ဖွဲ့ကိုကြွတာနော်။အဲ့တက်ဖွဲ့တွေကနေပြီးတော့ဆက်နေဘယ်လိုရင်ဘလို့လာရဲဘယ်လိုလာရဲကျွန်တော်တို့ငငယ်ရဟိုပါလေဗျဖုံးလာလို့ရှိရင်လေဖုံးပဲကလာပါဆိုရွာလေအဲ့လိုပုံစံမျိုးလေးနဲ့အဲ့လိုမျိုးလေးကိုဒါသတိပေးနေရတွေ့ရတယ် ဒါမှမဟုတ်လည်းမလုံလောက်သေးဘူးလို့ထင်တယ်ပြီးတော့တေးသေးချာဒီအရာကိုကင်းဟိုကိုယ့်ရဲ့နေရာကိုယ့်ရဲ့ဒေသမှာဒီကြောင်တိုက်ခတ်မှုအတွက်တေးသေးချာစုဖွဲ့ထားတဲ့ဒီကြောင်ကာဝေးစနစ်အဖွဲ့ငယ်တွေကိုတေးသေးချာလေ့ကျင့်ပေးပြီးတော့မှဒီစတိုက်လေ့ကျင့်နိုင်ပါပြီလုတ်လုတ်ကမယ်ပေါ့ဒါမှသာပို့ပြီးတော့ဟိုအသက်အန္တရာယ်ကင်းဝေးဖို့ကင်းဝေးမှာပေါ့နော်နောက်တစ်ချက်တွေနဲ့ကျတော့လည်းဆိုတော့ညာဆိုလို့ရှိရင်ဒီဒီကောင်စစ်တပ်ကလေရင်နဲ့ပြည်ပမတ်ပုံတင်သွားရရှိတယ်နောက်နေ့ဆိုရင်သာလာကျဲပြီတခါကြောက်ရှိအချိန်တော့မဆိုင်ဘူးဗျာနောက်ပါချက်ချင်းလာတာတခါကျရင်ကင်းထောက်လေရင်နဲ့ ကတ်ပါလာတာဟိုကနေကြည့်ပြီးတော့စကသူတို့ရေဒီယိုကနေရောဘယ်ရောဘယ်ဟို UD ဘလောက်ဘလောက်ဆိုပေါ်ပြေးလိုက်အဲ့ဒါကိုဘာလို့ကမလဲဆိုတော့ဒီညဆိုရင်မီးတွေပေါ့ဗျာဒီမီးရတာဒီကြောင်ရဒီကြောင်ဥမာကြောင်အရန်အရေးကြီးတယ်ဒီမီးရှိတဲ့နေရာကို ဟိုမှတ်ပုံတင်သွားပြီးတော့ကျဲသွားလိုက်ရတယ်အဲ့တော့မီးတွေကိုတိတိကျကျစနေကြသုံးဆွဲပြီးတော့ဖြစ်နိုင်မသုံးနဲ့ပေါ့နော်ဒါတိတိကျက view site ကမနေစားကြီးဒါကျွန်တော်အနေနဲ့တတိပေးခြင်းဒါတွေကို view site ကိုတတိပေးခြင်းနဲ့ပေါ့နော်နောက်တစ်ခုကတော့ဒီသတင်းပေးပေါ့သတင်းပေးဆိုတာကျွန်တော်ဖေးရတိလိုပဲခေါ်မလားနောက်ပြီးရင်တချို့ဒီလေကြောင်းကာဝဲတာဝန်ထမ်းဆောင်တဲ့သူတွေကဒီစက်တက်ကလေစိတ်နားတွေမှာတွားပြီးတော့ထောက်လန်းတာပေါ့နော်မက်မြင်ပေါ့အာဘယ်လင်ကဘလို့တက်သွားပြီအဲ့လိုမျိုးရင်းနဲ့တစင်စင်ဟိုသတင်းသတင်းပေးပြီးတော့ ကိုယ့်ရဲ့ data ကိုလေဒါကျဲမဲ့လေရင်ကိုအချိန်မီသိရှိနိုင်လို့ရှိရင်ဒါရှောင်ရှားလို့ရရဆိုတော့ဒါကျွန်တော်နေတာသတိပေးခြင်းတယ်ပေါ့ဟုတ်ကဲ့အဲ့ဒါတော့ခုနကျွန်တော်တော်တော်များများတော့လောက်ထားတယ်ဗျတော်တော်များများခုလည်းအရှင်းပြန်ဒီလောက်ထိကျွန်တော်တို့လေရင်ခုကျွန်တော်တို့ဗျဒီရောက်တိုက်ခိုက်မှုတွေဘယ်လောက်ဖြစ်တယ်အဲဘယ်ကိုကျဲသွားတယ်ဆိုတာကလေ ဟိုအဲ့မှာဒါတချို့ဟာလည်းမြေပြင်မှာအကျဲခံတဲ့ဒေတာလူတွေပြန်ပေးတာရှိတယ်တက်လာပြီဆိုတော့တရင်တွေတောက်ချောက်ကျွန်တော်တို့အကူလည်းတွေ့မှာပါ channel တွေနဲ့လေအဲ့ဒါဘယ်သူတွေဆိုတော့ပြည်သူတွေကပေးတာများတယ်ကြာပြောမဲ့ဆိုဒီ dual line မှာတစ်ခါကြာလို့ရှိရင်ဗျာကျွန်တော်တို့ဟိုတချို့ညာရင်စိတ်ပိုင်းဆိုင်ရာကျွန်တော်တို့တွေအားမရမှုတွေရှိတယ်အားမလို့အားမရအဲ့မှာကျွန်တော်တို့ပင်မန်းတယ်လို့ခံစားရတယ်အဲ့ဒီအချိန်ညာကျွန်တော်နားလာနားကျင်တဲ့စိုက်ဆန်တာဒါမဲ့ဒါမဲ့အဲ့လိုအချိန်မှာညာခုနလိုစိတ်ဆန္ဒအပြည့်အဝနဲ့တဲ့မှာဟိုဒီ dual line ကိုတက်နိုင်တဲ့နေရာပြောမဲ့ဆိုပြည်သူအဲ့လေးချောင်းအဲ့လေးတန်းနားကနေသွားပြီးတယ်အရန်အန်တယ်များရယ်နော် မိဝိုင်ဟိုအောင်လည်းအလုံးမပေးဘူးပြီးတော့ဒီပြည်သူကတရင်ပေးတာတည်းဆက်လို့ရှိရင် ဒီတေးစရာလေးလာထားတဲ့လူငယ်တွေဒါမှမဟုတ်တောင်းရင်ဟိုယူပြီးတော့ပေးတာပို့ကောင်းတေးစရာထွင်းတာပါဘာပြည်သူကကြတော့ဘာလဲဆိုလေရင်တက်သွားပြီပဲသိတာဟုတ်တယ်ဟုတ်တယ်ဟိုဘယ်ဘက်သွားမှမသိဘူးအဲ့တော့တရင်အမလည်းဖြစ်နိုင်တယ်ဗျာဒါရီကိုတေးစရာပြင်ဆင်ပြီးတော့လူကြောင်းရကာကွယ်ရေးအတွက်ပို့ပြီးတော့အကျိုးရှိမဲ့ဟာတွေကိုဆောင်ရွက်တင်လို့ဒါကျွန်တော်ဟုတ်တာပါညောက်ပြီးပြဖြစ်ပါအဓိကတော့ဘာလို့ကိုပြောချင်တယ်နောက်ဆုံးအဓိကပြည်သူကပြည်သူအချင်းချင်းချိတ်ဆက်ပြီးတော့စနစ်တကျလေးပို့ပြီးတော့လုပ်ဖို့ဒီဟာဒီဟာပဲရှိရတော့ဒီဟာပဲရှိတာကျွန်တော်မှတ်တာပဲဒီဆိုတဲ့ရှိသေးတာမဟုတ်ဘူးဗျာဟုတ်ကဲ့ စစ်ပွဲတွင်ပါဝင်တိုက်ခိုက်သူနှင့်အရက်သားကိုခွဲခြားသိမြင်ခြင်းအရက်သားပြည်သူများကိုပြစ်မှတ်ထားတိုက်ခိုက်မှုများမပြုလုပ်ရပါအရက်သားပြည်သူများ၏ပိုင်ဆိုင်မှုများအိုးအိမ်အဆောက်အအုံများလူစီကားသောနေရာများကိုပြစ်မှတ်ထားတိုက်ခိုက်ခြင်းလုံးဝမပြုလုပ်ရပါစစ်ပွဲမှာလဲကျင့်ဝတ်ရှိတယ်